စမယ်။တဝဲမောင်မဲရှောင်းကြေးရွာနာကဟာလီကွိတ်စကန်ကိုတရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပူပေါင်းအဖွဲ့တွေကဧပြီလ26ရက်နေ့နနက်6:00နာရီခန့်မှာစတင်တိုက်ခတ်ခဲ့ပြီးညနေ9:00နာရီမှာအဲဒီစကန်တစ်ခုလုံးကိုတိမ်ပဲရရှိခဲ့တဲ့ဆိုတဲ့သတင်းအားလုံးသိရှိကြပြီးပြီလို့ထင်ပါတယ်။တက်ထောက်ကန်သူတွေနဲ့တပ်မတော်သားတွေအတွက်စကန်အသိခံရတဲ့ကိစ္စဟာထူးဆန်းတော့တဲ့ကိစ္စမဟုတ်ပေမဲ့ အဲ့ဒီစခန်းမှုဘိုးကြီးတည်ဆုံသွားတဲ့ပုံစံကတော့ဖူးစမ်းနေတာပဲ KNU ရဲ့ထုတ်ပြန်ချက်အရတက်မတော်သားတွေအားလုံးကအလံဖြူထောင်ပြီးလက်နက်ချကျင်ကြပြီမယ်။ကောင်းဆောင်လုပ်သူဘိုးကြီးကစိတ်သက်ပြင်းထန်သူဖြစ်ကငါမသေးသေးသေးလက်နက်ချဖို့လုံးဝစိတ်မကူကြနဲ့။ငါတို့တွေနောက်ဆုံးအချိန်ထိခံကြကြမယ်ပြောလို့ဆိုပြီးကျန်တဲ့တက်မတော်သားတွေစုပြီးအဲ့ဒီဘိုးကြီးကိုပြစ်တက်လိုက်ကအလံဖြူထောင်အလင်းဝင်လာကြတယ်ဆိုပြီး KNU ဘက်ကလိန်လေထုတ်ပြန်လာပါတယ်။ ကျွန်တော်တို့တက်မတော်သတင်းတွေကိုအချိန်နဲ့တပြေးညီအမှန်ကန်ဆုံးတင်ဆက်ပေးနေတဲ့ People Media ရဲ့ပြောဆိုချက်အရအဲ့ဒီဘူကြီးကရန်သူရှိဒူးထောက်လက်မြောက်ရှုံးပေးရမှာဆိုလို့သူ့ကိုသူတန်းတန်းနဲ့ဖြစ်ပြီးအဆုံးစီရင်သွားတာဆိုပြီးပြောဆိုလာပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအမှုမှပေါ်ပေါက်အတည်ပြုနိုင်ဖို့အတွက်တက်မတော်ဘက်မှမူကင်းရေးရမှာအထူးကျွမ်းကျင်တဲ့ရှာလက်ဟုံးကိုအဲ့ဒီစကန်းစီလွတ်လိုက်ပါတော့တယ်ရှာလက်ဟုံးဟာလီကွေ့စကန်းကိုရောက်ရောက်ချင်းနောက်စီပွင့်ပြီး မောက်ကိုအနေထားနဲ့တေဆုံနေတဲ့ဘူကြီးကိုတွေ့ရှိရပြီအဲဒီဘူကြီးရဲ့အလောင်းဘေးမှာ MA3 တနက်တလက်ကိုတွေ့တော့သူ့ကောင်းတဲ့အတွေးများစွာဝင်လာတယ် People Media ကကြော်ဆိုးဦးပြောသလိုသူ့ကိုယ်သူတနက်နဲ့ပြစ်သက်တည်သွားတာများလားကိုကိုကိုတနက်နဲ့ပြစ်သက်တည်တဲ့သူများစုဟာနှစ်ဖူးနှစ်ထင်းပြောင်းကုန်တင်းနီးနီးနဲ့အလွယ်တကူတက်တည်ကြပြီမြေ ဒီဘူကြီးအလဲကြမှာခက်ခက်ခဲခဲ MA3 လို့ရှေ့လျားတဲ့တနက်ကိုကင်ပြီးသူ့နောက်စီသူ့နောက်ပြပြစ်တက်တည်သွားတာကြတော့နည်းနည်းထူးဆန်းနေတယ်မလားဒီလိုနဲ့ရှာလက်ဟုန်တယောက်အခန်းတွင်ဝေးဝှက်ကြည့်လိုက်တော့ဘူကြီးဟာသူ့တို့အပတ်စဉ်မှာလက်ဖြောက်တနက်ဖြစ်ထူးကြုံစုနဲ့ကြောင်းစင်းလာခဲ့သူဖြစ်မှန်းနေရာမှာချိတ်ဆွဲထားတဲ့စူးတစိမ့်တွေကြောင့်သူတိလိုက်ရတဲ့အပြင်ဘေးနှစ်ချက်နေရာမှာလည်းကြီးစံကန်ထားတဲ့အရာတွေကိုတွေ့လိုက်ရတော့ရှာလက်ဟုန်တယောက်ဒီလိုမှတ်ချက်ချလိုက်ပါတယ် ဟာလီခွေစကန်ထဲမှာရှိတဲ့တက်မတော်သားအားလုံးဟာလမ်းဖြူထောက်လက်နဲ့ချကျင်မှန်းဘူကြီးတိသွားတော့ဘူကြီးဟာအားလုံးကိုစကန်ထဲမှာထွက်ခွင့်ပေးလိုက်ပြီမယ်ရန်သူအောက်ဘယ်တော့မှဒူးထောက်အညံ့မခံတဲ့ဘူကြီးဟာစကန်ထဲ၌တယောက်ထဲကျန်ခဲ့ပြီနဖူးနှထင်းပြောင်းကုန်တင်းနီးနီးနဲ့တက်တည်တဲ့အလုပ်ဟာလွယ်လွန်းနေဆိုတာသူသိပေမယ်သူရရှိထားတဲ့စုတစိတ်တွေနဲ့ထိုက်တန်ကြောင်းကိုနောက်ဆုံးအချိန်ထိတက်စီပြကျင်တာနဲ့သူနောက်စိတ်ကိုမှန်အောင်သူ့ဘာသာသူတေချာချင်းဖြစ်သွားခဲ့တာဆိုပြီး ရှာလက်ဟုံတယောက်မှတ်ချက်ချလိုက်ပါတော့တယ်ဒီဖြစ်စဉ်မှာဘူကြီးတယောက်ဆုံရှုံသွားရတဲ့အဓိကတရားခံဟာတက်ချုပ်ကြီးကြောင့်ပဲစစ်တပ်ထဲမဝင်ခြင်းတဲ့သူတွေကိုအတင်းဆွဲခေါ်ထိထားတဲ့အကျိုးကျေးဇူးတက်ထောက်ခံသူမပါတာတွေခမညာတက်သေးဝင်ခြင်းလုံးလို့တက်ချန်စီယူကို ကြော်ပြီးဝင်းနာတော်တက်မတော်ဘက်ကအဝင်မခံခဲ့ဘူးတဲ့ဒီလိုမျိုးအလံဖြူတောင် ပြဿနာတွေထပ်မဖြစ်လာဘူးစစ်တပ်ထဲလူမှန်နေရာမှန်ရောက်ဖို့လိုအပ်နေပြီဆိုတာကိုနောက်ဆုံးအချင်းဖြစ် ကျွန်တော်တတိပီးပြောဆိုလိုက်ပါရစေ။တတိယအမှန်တွေတင်ဆက်ပေးနေတဲ့ Universe Inside